ကော့ကရိတ်ကျုပ်တို့တိုက်ပွဲဆဖြစ်ကလေးကတောင်ကြားအင်းရွာဟာတိုက်ပွဲတန်းကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးအရက်သားနေအိမ်တွေနဲ့အခြေခံအဆောက်အအုံတွေအတော်များများထိခိုက်ပျက်စီးကုန်ပြီးဒေသခံတွေလည်းဘေးလူရာကိုထွက်ပြေးခဲ့ရပါတယ်။အခြေ900နီးပါးရှိတဲ့ဖွံ့ဖြိုးဆရွာကြီးဖြစ်ခဲ့ပြီးမဲ့တိုက်ပွဲရန်ကြောင့်အခုချိန်မှာ အခြေ90လောက်သောအကောင်ပဂတိကျန်ရှိခဲ့ပြီးကျေးရွာရဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့စာသင်ကျောင်းဆေးရုံစည်းကမ်းနဲ့ဘာသာရေးအဆောက်အအုံတွေဟာလေကျောင်းနဲ့လက်နက်ကြီးတန်းကျောင်းအကုတ်ထိခိုက်ပျက်စီးကုန်ပါရီအခုလိုထိခိုက်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပြီးပြန်လည်ထူထောင်ရေးတွေလည်းမလုံနိုင်သေးသလိုလက်တလောအခြေထိကော့ကရိတ်ကျုံတို့ဒေသမှာနှစ်ဖက်တိုက်ပွဲဆက်လက်ရှိနေသေးတာကြောင့်လှုပ်ချုံရေးအရာရွာကိုပြန်နေဖို့မဖြစ်နိုင်သေးဘူးလို့ဆစ်ဆောင်နေရတဲ့တောင်ချိုင်းဒေသခံအမျိုးသမီး နမ်ဖော့ဝါကအခုလိုပြောပါရယ်ရာခမနာလကစနာချိုရနမလောသာမလောပတိအခါယူရမလစုပါတိုင်းနော် အခါယူဒီကထိုင်တော့တကောတီးတိုင်းရင်ဘာသာအောရပဲအဝီဟာတို့စီဘာသာအောရပဲအဝီဟာတို့ဘုသားတဲ့မလူအိုင်ပညာတဲ့အဲတကောတဲ့စုပါခမလန်တဲ့ကထိုင်အောရစုစုပါပါ พาตามึงลาบั็นน้อยตัวสิลูกวิหารรัตก่อนเนาะเมาหมาปานในใจบุเอ่อแต่ก็ผ่าดูลเพลทอท่อสีเมาลาสีซุบาสี เอออันน้อห้านะเนาะสีเยอดีโอไลยีสีไงโอไลยีจงดีโอไลยีเอ่อฮาลอยใจกาวงวยกาวงวยเราใช่เราใช่เราใช่กันไปเนาะ အခုလက်တလုံးမှာထွက်ပြေးတိတ်ရှောင်နေသူတွေတဲကရွာကိုပြန်လာနေကြသူအချို့ရှိပေမဲ့အခြေပြိအခြေချနေထိုင်တာမျိုးမလုပ်ရဲကြသေးပဲအများစုကတော့အခုအချိန်ထိရွာမပြန်ရဲကြသေးသလိုလှုပ်ချုံနိုင်တဲ့ရွာတွေမြို့တွေနဲ့ထိုင်းနိုင်ငံအထိပါတိတ်ရှောင်သွားကြသူတွေရှိပါတယ်ပြန်လာနေထိုင်သူအချို့ရှိပေမဲ့လုပ်ကိုင်းစားသောက်ဖို့အတွက်အခက်အခဲရှိနေပြီးအကူအညီတွေလည်းလိုအပ်နေတယ်လို့ကြီးရွာကိုပြန်လည်နေထိုင်နေတဲ့ကြီးရွာအုပ်ချုပ်ရေးတာဝန်ရှိသူခွန်မင်းဆန်ကအခုလိုဆိုပါတယ် tôi muốn là ông họ lo chạy nó lo ở trên ở lập bộ mà lớp cầm là ba chạy ba ba nhà ông nó sẽ sống tất cả ba nhà lo ăn chơi cũng như lập bộ em ba lớp chúng ăn chơi ở ông nó lo lo ông ô ô cha đây nó xin chịu ấy mà con nó tên đi lâu tên đi xa cha đây nó đục hai giàu ấy mà nó ông nó nhìn cha đây nó lo ăn nó bị tỉ lệ chắc cá gì kì ô ấy ဘာမခွေငောင်းချတဲ့မိသားငုံတော်မိသားသူစာဝတ်နေရေးတယ်ယူအဓိကလာယူတော့အနာထာတော့ဤဘူးဘာလို့ဘူးမဲလာလဘင်းဘဲလေးရလေးရတော့ကလုတ်ချမတဲ့ဩတာရဘကလူဆူစားရအောင်လဲသိဘယ်လိုလဲဟိုလိုအချမချင်ကြည်ဘယ်လို လက်တလုံးမှလည်းကြေးရွာထဲမှကြန့်ရှိနေသေးတဲ့နေအိတ်လုံချုပ်ကြီးအတွေ့ရွာအုပ်ချုပ်ကြီးအဖွဲတွေကနေအိတ်တွေဖောက်ထွင်းမှုတွေမဖြစ်အောင်ကြည့်ရှုပေးရပြီးပြုပြင်လို့ရလာတဲ့နေအိတ်တချို့ကိုကိုထုကိုထပြုပြင်ပေးနေရတယ်လို့လည်းခွန်မင်းဆန်ကဆက်ပြောပါရယ်လက်ရှိမှာလည်းကော်ပိုရိတ်အနေဝန်ဆင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့်တောင်ချိုင်းကြေးရွာနင်းတူအခြားသောကြေးရွာဒေသခံတွေလည်းဆက်လက်ထွက်ပြေးတိတ်ရှောင်နေကြရဆဲဖြစ်ပြီးနေရက်ပြန်လည်နေထိုင်နိုင်မဲ့အခြေအနေနဲ့အလံဝေးနေဆဲဖြစ်ပါရယ်